င်စာယောဂတဲ့ဘဝကနေကမ္ဘာအနေနဲ့ရှိဆုံးဆက်ရုပ်မဲ့ဖြစ်လာတော့အခါ2120ပြည့်နှစ်ကမ္ဘာပေါ်မှာလူသားတွေဟာ sign box တဲ့နဲ့ hybrid ဆိုတဲ့မျိုးမတင်နိုင်တဲ့နီလန်သုံးမျိုးနဲ့အချင်းချင်းရှင်ပြိုင်နေခြင်းဘယ်နည်းပညာကစိုးမိုးလဲဆိုတာကစကြဝဠာကိုဘယ်ကုမ္ပဏီကချုပ်ကင်မလဲဆိုတာဆုံးဖြတ်မှာဖြစ်ပါတယ်65နှစ်ကြာမီရှင်ကပြန်လာတဲ့အိုက်တန်အာကာသယင်ပေါ်မှာလေဝတ်ချက်တွေအများကြီးရှိနေခဲ့တယ်။တင်းမောရဲ့ကပ္ပတိန်မှာဆက်သွယ်ရေးတွေပြတ်တောက်နေတာနဲ့မှတ်တမ်းဖိုင်တွေပျက်စီးနေတာကိုသတိထားမိခဲ့တယ်။ ို့ပေမဲ့စစ်စေးရင်မူကိန်းဆိုတဲ့ sign board ကတော့တင်မောကဂျိုသားနမူနာအစီမံတွေဟာမရှင်ရဲ့အဓိကရည်မှန်းချက်လို့ပဲပြတိပေးနေခဲ့တယ်။ဒီတိုက်တန်းတင်မောရဲ့ကန်ဂျမာဟာတာမန်မတော်စောင့်မှုမဟုတ်ခဲ့ပါဘူး။ပေါ်လူခေါ်တဲ့အဖွဲ့ဝင်တဦးဟာ Apex Company ရဲ့တီထောင်သူ Boss နဲ့လှေဝဆက်သွယ်ခဲ့ပြီးတိုက်တန်တင်မောကို Apex နဲ့မြည်တဲ့ကြကြစေဖို့တူညီမှုရယူထားခဲ့တယ်။သူ့ကိုခန္ဓာကိုယ်အသက် hybrid ဖန်တီးပေးမယ်လို့ကတိပေးခဲ့ရလို့ပါသင်္ဘောပေါ်မှာတော့ alien လို့အကြောင်းမဖွဲကောင်းတဲ့ဂျိုသားတွေလွှမ်းမြောက်ကုန်ပြီးအမှုဒဏ်တွေကိုတက်ဖြတ်နေခဲ့တယ်ကိန်းဟာဂျိုသားတွေကိုထိန်းချုပ်ဖို့အတွက်သင်္ဘောကိုကဘာပေါ်ပြတ်ချဖို့ဆက်ပြတ်ခဲ့ရတယ် ကမ္ဘာပေါ်ကအေဘတ်ရဲ့ဇုံ0တူရီဒနာစကန်မှာကင်ဆာရောဂါတဲ့ Rose ကိုပထမဆုံး Hybrid ဖြစ်လာစေဖို့ခွဲစိတ်ကူတာနေတယ်။ Rose ဟာသူမရဲ့စိတ်အသည့်ကိုခန္ဓာကိုယ်အသစ်စီလွှဲပြောင်းပြီးနောက် Niro လို့ခေါ်ပြောင်းသွားခဲ့တယ်။ Niro ဟာအစပိုင်းမှာခလေးစိတ်နဲ့အရွယ်ရောက်ပြီးသူ့ခန္ဓာကိုယ်ပိုင်ဆိုင်ခဲ့ပြီးစိတ်ရုပ်ခန္ဓာကိုယ်ရဲ့စွမ်းအားကြောင့်အမခန်းနိုင်တဲ့အရာတွေကိုလုံနိုင်လာခဲ့တယ်။သူမရဲ့နောက်ပိုင်းမှာ Hybrid ဖြစ်လာတဲ့ခလေးတွေကို အတန်လို့နာမည်ပေးခဲ့ကြတယ်။ Niro ဟာကင်မရာတွေကိုကြည့်ရှုရင်းသူမရဲ့အကိုဂျက်ကိုမြင်တွေ့ခဲ့ရပြီး Titan သင်္ဘောဆက်ကြ တာနဲ့အတူတူပဲ Apex ရဲ့အမောင်ဖုံးနေတဲ့လေဝဲချက်တွေဟာလည်းစတင်ပေါ်ပေါက်လာပါတော့တယ်။ Titan သင်းမောပြတ်ကျသွားတဲ့အခါ Jack နဲ့သူ့အဖွဲ့ဟာအသက်ရှင်ကျန်ရသူရှာဖွေထွက်လာခဲ့တယ်။တေမော်ရဲမှာတော့အေလီယန်တွေရဲ့တိုက်ခိုက်မှုတွေနဲ့ကိငဲ့ဖန်ဆီးမှုတွေကိုရင်ဆိုင်ခဲ့ရတယ်။နီယိုဟာတိုက်တန်သင်းမောပြတ်ကျတဲ့နေရာကို extend နဲ့အတူရောက်လာခဲ့ပြီးအခြားသူတွေမကြားရတဲ့ထူးဆန်းတဲ့အသံတစ်ခုကိုသူမတယောက်တည်းကြားနေခဲ့ရတယ်။အဲ့ဒီအသံဟာဂျိုသားတွေစီကလာတာလို့ သူမှယုံကြည်ခဲ့ပြီးနောက်နောက်ပိုင်းမှာအဲ့ဒီအတန်တွေကိုအပြစ်ဆိုစရာမရှိလောက်အောင်တိကျစွာအတုခိုးဖန်တီးနိုင်စွာပြတ်တာခဲ့တယ်ကိန်းဟာစင်းမြက်လဲပင်းမှာဆက်သွယ်ရေးပစ္စည်းတစ်ခုတပ်ဆင်ပြီး APAS ရဲ့လှစ်ဝှက်ချက်ကိုစုံလမ်းခဲ့တယ်။ဘင်းကလည်းစမ်းမြက်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရင်းကိန်းနဲ့စမ်းမြက်စကားပြောဆိုမှုတွေကိုပါနားထောင်နိုင်ခဲ့တယ်။ ဂျာဂျီအစုပ်ထဲမှာကပ်ပါကောင်ကနေဝင်ရောက်ခဲ့ပြီးဂျိုသားကောင်ဘေဘီအေလီယန်ပေါက်ဖွားလာပြီးလွတ်မြောက်သွားခဲ့တယ်။ဒီယိုကတော့အဲ့ဒီဂျိုသားငယ်လေးနဲ့တောင်ဆက်သွယ်နိုင်ခဲ့တယ်။နေဟာသူမကိုဝင်ရှိတယ်လို့ထင်အောင်ထင်မှားဖြစ်ခဲ့ပြီး အတ်ဒီရဲ့ခန္ဓာကိုယ်ထဲကနေရင်ခွဲထွက်လာတဲ့ဂျိုသားငယ်ပေါက်ထွက်လာတဲ့အထိပြပြတွေဟာမယုံနိုင်စရာဖြစ်လာခဲ့တယ်။မီယိုဟာသူမရဲ့အကင်းဆွမ်းရည်ကိုအသုံးပြုပြီးအေလီယန်ကိုလှောင်ရင်ထဲကထွက်လာစေခဲ့တယ်။သူမရဲ့ extreme အဖွဲဟာ boss အပါအဝင် abus ရဲ့ကောင်းကောင်းဆောင်တွေကိုဖမ်းဆီးပြီးအခန်းတစ်ခုထဲမှာပိတ်လောင်လိုက်တယ်။ဂျိုသားအေလီယန်ကြီးရောဂျိုသားငယ်လေးရောပိတ်ထောင်ထားတဲ့အခန်းအမြင့်ဘက်မှာပေါ်လာခဲ့တယ်။နီယိုကတော့အားလုံးကိုစိုက်ကြည့်ရင်ဒီနေ့ကစပြီးငါတို့အုပ်ဆုံးမယ်လို့ကြေညာလိုက်တော့တယ်။ဇလန်နီကတော့ဒါပါပဲရှင်။ကျေးဇူးများလိုက်တင်ပါတယ်။